ကာမာလီယာအနည်း20ကြာအေးအေးခဲနဲ့မှပိတ်လောင်ခံထားရပြီးရနောက်မှနိုးလာခဲ့တာပါ။သူမကတော့တရက်ဖဲကြာပါလေ။အလို့ထင်ပြီးတော့အိတ်တွေကိုယူရင်းနဲ့အပြင်ကိုထွက်လာခဲ့တော့တာပေါ့။ဘတ်ကားစီးတော့ကာကာကသူမပုံမှန်ပေးနေကြတဲ့အများကြီးဈေးတက်သွားတာကိုသိလိုက်ရပြီ။အိမ်ကိုပြန်လာတော့အိတ်ခန်းထဲမှာဘာပစ္စည်းမှမရှိတော့ပဲပြောင်းတလင်းခါနေပါတယ်။ဘေးငါတော်ကြီးကိုမေးကြည့်လိုက်တော့အဲ့ဒီအင်္ဂါလူတွေပြောင်းသွားတာကြာပြီဆိုတာပြောပြလိုက်တယ်။သူမလည်းအမေဖြစ်သူစီဖုန်းဆက်ဖို့ဖုန်းကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့ဖုန်းကဘက်ထရီကုန်နေတဲ့ပြင်ဘာမှလုပ်လို့မရပါဘူး။ အဲ့ဒါနဲ့ဖုန်းဆိုင်မှာသွားပြတယ်ဖုန်းကအားမသွင်းရတာအတော်လေးကြာနေပြီဖြစ်လို့ပြတ်နေပြီလို့ဆိုင်ကပြောပါတယ်သူမကဒီဖုန်းကလွန်ခဲ့တဲ့နှစ်ရက်ကပဲဝယ်ထားတဲ့နောက်ဆုံးပေါ်ဖုန်းဆိုပြီးတော့ပြန်ပြောခဲ့တော့တာပေါ့။ဆိုင်ကလူရီယာလေသူမကိုစိတ်ချမ်းပါရင်မကောင်းဘူးလို့ထင်သွားတာကြောင့်ရဲစီကိုလမ်းအကြောင်းကြားလိုက်ပါရယ်။ရဲရီကသူမရဲ့မှတ်ပုံတင်ကိုတောင်းပါရယ်။မှတ်ပုံတင်ကိုကြည့်ပြီးတော့အကုန်လုံးလမ်းဖြန်သွားကြတော့တယ်။သူမဟာ1986ခုနှစ်မှာမွေးပေမဲ့40ကျော်နဲ့တူမနေပဲ20ကျော်ရွယ်လေးဖြစ်နေတာကြောင့်ပါ လွန်ခဲ့တဲ့အနှစ်နဲ့ဆရာသူမဟာကျူရှင်ကားလိုလိုငွေရမယ့်စံတမ်းမှုတစ်ခုမှပါဝင်ခဲ့ပါတယ်။သူမကအေးအေးကန်းထဲမှာ24နာရီနေပြရမှာဖြစ်ပါတယ်။ဒါပေမဲ့တခွဲကန်းကချိုးရင်မှုတွေဖြစ်ပြီးစံတဲတဲ့သူတွေကတခွဲကန်းတစ်ခုလုံးကိုမြေအောင်ခန်းထဲမှာဖွက်ထားခဲ့ကြတာပါ။စံတမှုရဲ့ခေါင်းဆောင်ကလည်းဘာမှတာဝန်မယူနိုင်တဲ့အတွက်တခြားသူမေးပြီးဆိုရင်တော့သူမှစံတမှုပြီးလို့ပြန်သွားတယ်ဆိုပြီးတပည့်တွေကိုလိန်ခိုင်းခဲ့ပါတယ်။ အဲဒါကြောင့်သူမဟာပျောက်ဆုံးသွားတယ်ဆိုပြီးတော့ပဲသိခဲ့ကြတာပါ။ရဲတွေကနောက်ဆုံးမှာတော့သူမမရဲ့ဖုန်းနံပါတ်ကိုရှာပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းကဆက်လို့မရပါဘူး။သူမလည်းရဲစခန်းကနေမော်မော်ပန်းပန်းနဲ့ပြန်ထွက်လာပြီးအပြင်မှာခဏထိုင်နေလိုက်ပါတယ်။အဲဒီမှာလူတွေအတုံးပြူနေတဲ့ခစ်ပေါ် laptop ဖုန်းတွေရဲ့နှကြက်ရဲကိုကြည့်ပြီးသူမရမ်းကုန်အားအသင်နေခဲ့တယ်။ရုတ်တရက်2019ဆိုတဲ့စာတမ်းကိုမြင်လိုက်တော့သူမပိုလို့တော့မှဆိတ်ရှုပ်သွားခဲ့ပါတော့တယ်။ ချောင်းလင်းပေးခဲ့တဲ့ recap အကြောင်းအရာကိုကြိုင်းနဲ့တက်လိုက်မယ်လို့မျှော်လင့်မိပါရယ်အသေးသေးသော recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အမြဲတမ်းချစ်ခင်ပေးလို့လဲကျေးဇူးများကြီးတင်ပါတယ်ရှင်